တော်လိုက်နေမဘိုးစီဒါမဟုတ်ဘူးလေဣသရမူလီလေးခေါ်တဲ့မျိုးစံလေးတစ်ခုထပ်တွေ့တယ်ပေါ့နော်ပုံမှန်ကျွန်တော်တွေ့နေကြအောက်ပီယာငဘိုးစီအုပ်စုနဲ့မတူဘူးပေါ့နော်ဒါပေမဲ့သူ့ဥစ္စာကျွန်တော်မသိရင်အမ်ဘယ်လိုပြောမလဲ science message လို့ပုံစံမျိုး aristolochia science message လို့ပုံစံမျိုးနဲ့တတ်ဆင်နေတယ်ပေါ့နော်အနည်းကကျွန်တော်လည်းတူကြည့်အောင်နော်အခုကမိတ်ဆွေတငယ်ချင်းတို့မိတွေ့နေရတဲ့အတိုင်းပဲဒီရဲ့အပွင့်ပုံစံမျိုးလေးရတော့ဘယ်လိုပြောမလဲခါတိုင်းကျွန်တော်အောက်ပြီမှာရှိတဲ့အပွင့်ပုံစံမျိုးတွေတဲ့နည်းနည်းပုံပြီးစမ်းပြနေလေ ဲဆိုအပေါ်ကကျတော့ကပွန့်ဖန်တော်တော်လေးရှည်ရှည်စွယ်စွယ်ဖြစ်နေတော့ဗောနော်အခုဒီနေ့ခီးစဉ်မှာဒါမျိုးလေးတွေးခွင်ရတော့ကျွန်တော်လေ့လာခြင်းနဲ့အုပ်စုတွေလည်းတွေးခွင်ရတော့ဟောအရန်ဝမ်းသာမိပါတယ်အခုရပွင့်ဒါမပွင့်သေးဘူးဖူးပုံစံမျိုးလေးရှိသေးတယ်အဲအခုဆိုရင်ကျွန်တော်တို့အရွက်ပုံစံနည်းနည်းဆင့်တူတယ်အဲဒါလေးပါအောက်ကအမွေးရှိသလိုကျွန်တော်ကင်လိုက်နည်းနည်းအရွက်အောက်ဖက်နည်းနည်းတော့ကွာတော့ဗောနော်အာမိတ်ဆွေတို့ငယ်ချင်းတို့မြင်တွေ့ရတဲ့ဒီငပုတ်စေးဆိုတဲ့အဆုမျိုးသစ်မျိုးဆန်းပေါ့နော်အပိတ်မှာဆိုရင်ဒီ လိပ်ပြာဖြစ်မဲ့ခုကောင်လေးတွေလည်းစားသုံးနေကြရပြီဖြစ်ပါတယ်။ဒါကတော့ဒီအမျိုးအစားလိပ်ပြာလေးရကြတော့ဒီငဖုတ်ဆေးအုပ်စု Aristolochia အုပ်စုမှာသူစားတဲ့မျိုးလေးပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီလိုပုံစံမျိုးလေးတော့ထူးခြားစမ်းပြတဲ့ပြင်လေးလိုက်ပြီးတော့ကြည့်ရှုအောင်နော်။